ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီကနေ့ရတော့เนาะဟိုရွှေချောင်းသားနဲ့ရွှေလက်ကြီးကျွန်တော်ကနှစ်ခုခွဲပြတဲ့နေရာမှာရွှေရွှေချောင်းသားမှာတော့ခွန်ငါဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့တယ်ဗောနော်ရွှေလက်ကြီးမှာတော့ခွန်နှင်းနဲ့ခွန်တုံညာနဲ့ကတ်ခံလဲရတယ်ဗောဟလားအဲ့ဒါကတ်ခံလဲရတာဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီ၄နှစ်တုံညာဆိုတဲ့ကီကပြတ်သွားခဲ့တယ်เนาะအဲ့မှာကျွန်တော်ဒီမှာဆိုရင်တော့ထိတ်ကိုဆွဲပြီးကစားတဲ့လူတွေနေတော့အောင်နိုင်မယ်ဗောနော် ်အောင်နေမယ်နောက်တစ်ခါကျတော့ဒီမှာဒီမာစတာကီးမှာဆိုလဲခွန်9ဆိုပြီးအခွေအနေနဲ့တော့ထွက်သွားတယ်ပေါ့နော်အဲ့ဒီအရာလေးအထက်ကျွန်တော်တို့ဒီအခွေဒီအခွေနှစ်ခွေမှာကစားကြတဲ့လူတွေအောင်ကြပါလိမ့်မယ်နော်ခွန်9 9ခွန်ဟာလားနှစ်ခွေစလုံးထွက်သွားပါတယ်နော်အခွေနှစ်ခွေစလုံးဟာလားဘယ်အခွေဘက်ကစားကစားအောင်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ကြဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကတော့ အောင်ခွက်အနေနဲ့ကျွန်တော်ပေးနိုင်တာတော့ဒါပဲဖြစ်ပါတယ်เนาะကျန်တာလေးတွေတော့ကျွန်တော်အောင်ခွက်မပေးနိုင်ခဲ့ပါဘူးရွှေရွှေချောင်းသားမှာတော့ကျွန်တော်အောင်ခွက်ပေးနိုင်ခဲ့တယ်ပေါ့เนาะအဲအဲ့တော့ဒီကနေ့တော့ရွှေချောင်းသားနဲ့ရွှေတက်ကြီးကတူညီပါတယ်20လေးတွေအဲ့တော့ကျွန်တော်20လေးတွေစလိုက်ကြအောင်ဗျကြဲတော့ကျွန်တော်တို့20လေးတွေစမယ်ဗျနော်20လေးတွေစမယ်ဒီကနေ့တော့အောင်ထပ်ပြီးစူးစမ်းကြည့်ကြတာပေါ့နော်20လေးစမယ်ဆို8686ကနေစမယ်ဗျ8686 8686ကနေစမယ်ဗျနော် လေခွန်ရှစ်လေးခွန်ရှစ်လေး6ခွန်1ခွန်6ခွန်1ခွန်ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီနှလုံးပေါင်းပါမယ်တဲ့ဒီနှလုံးပေါင်းရင်တစ်ပါတဲ့ဒီတစ်ကိုဒီတစ်နဲ့ပြန်ပေါင်းပါမယ်တဲ့เนาะတစ်ကိုအဲ့တော့4ခွန်1ပေါင်းတဲ့အခါကျတော့ကျွန်တော်တို့ နှစ်ရပါတယ်တဲ့နော်နှစ်နှစ်ရဲ့ပါဝါကခွန်နှစ်ရဲ့နှက်ခတ်က၄နှစ်ခွန်၄ဆိုတော့ဂီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်နှစ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 ်တဲ့နှစ်နှစ်မှာကျွန်တော်တို့နှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်53နဲ့53မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။ကဲနောက်တစ်ပြန်တွက်ပါမယ်။63ရောက်ခွင့် နှစ်ချောက်၃ညခွန်ငါးနှစ်တစ်ချောက်ငါးနှစ်တစ်ချောက်တစ်ချောက်ရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ဒီ9နှစ်ဆိုတဲ့နှလုံးနဲ့တဲ့ဒီရှစ်နဲ့ပေါ့နော်ဒီလိုပေါင်းရပါမယ်တဲ့အဲ့တော့9ရဲ့အပေါင်းနှစ်အပေါင်းရှစ်အဲ့တော့ကျွန်တော်တို့ဗာရလဲဆို9ရပါတယ်တဲ့9 9ရဲ့ပါဝါ3ည9ရဲ့နှက်ခက်က3 ငါးတုံညာတုံဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့ရှစ်ခွန်နဲ့မအောင်ပါဘူးဗျငါးနှစ်တဲ့ငါးနှစ်မှာကျွန်တော်တို့ငါးတလုံးထိပြီးအောင်ခဲ့ပါတယ်ဗျเนาะဒီမိញောင်းလေးဆွဲတာကျွန်တော်မီးမလာရင်လောက်လိုက်တဲ့အခါကျတော့အမှောင်ရင်းနေဆိုတော့မိញောင်းလေးနည်းနည်းလေးစောင့်နေเนาะနည်းနည်းလေးခိုက်ခံပြီးကြည့်ပြပါလို့เนาะကဲအဲ့တော့အဲ့မှာကျွန်တော်တို့ငါးနှစ်မှာငါးတလုံးထိပြီးအောင်ခဲ့ပါတယ်ကဲနောက်တစ်ပြင်ကြွပါမယ်တင်ငါးတုံးတုံးတင်ငါးတုံးတုံး 3926 3926ည3283ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တွက်မယ်ဆိုရင်ဒီ3ရက်9ရက်ဒီ6ရက်ပေါ့နော်အဲ့တော့3အပေါင်း9အပေါင်း8ပေါ့နော်တွက်မယ်ဆိုရင်3ညရပါတယ်တဲ့နော်9နဲ့8 3နဲ့9နဲ့ပေါင်း2ဟိုဘက်က8နဲ့ပေါင်းတော့3ညပေါ့နော် ၃ည၃ညပါဝါ၅၃ညနဲ့ခက်ကခွန်၃ည၅ခွန်ဆိုပြီးကြီး၃လုံးရပါတယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့၈၅တဲ့ရှင်ငါးမှာငါးတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်။ကိုးငါးတဲ့ကိုးငါးမှာလည်းငါးတလုံးထပ်ထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့။ကဲနောက်တစ်ပြင်တော့တွက်ပါမယ်။6968 6968 6918 6918 88 နှစ်တည့်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ6 6 5နဲ့ဒီနှစ်နဲ့ပေါင်းရမှာဖြစ်ပါတယ်အဲ့တော့6အပေါင်း5အပေါင်းနှစ်အဲ့တော့အားလုံးပေါင်းရင်3ပါတဲ့နော်3 3ရဲ့ပါဝါ8 3ရဲ့နှက်ခတ်က9 3 5ဆိုတဲ့ကီ3လုံးဒီပြန်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်ခွန်နဲ့မအောင်ပါဘူးဗျ5 5တဲ့5မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ ဒါနောက်တစ်ပြန်တွက်ပါမယ်0339493 2168 3168ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီ2နဲ့5နဲ့ဒီ6နဲ့ပေါင်းရမှာမြဲတဲ့အဲ့တော့2အပေါင်း5အပေါင်း6အားလုံးပေါင်းတော့300ပါတယ်တဲ့နော်3 3 6 သုံးရပါပါရှိသုံးရတဲ့ခက်ကငါ၃၅ဆိုတဲ့ကီးသုံးလုံးပဲထပ်ထွက်ရပါဦးမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကြတော့၆၃ည၆၃ည၄မအောင်မအောင်ပြ၄၅၄၅တဲ့၄၅မှာတော့ကျွန်တော်တို့ငါးတလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တွက်ပါမယ်လေးလေးခွန်တုံညလေးလေးခွန်တုံည6688 6688 ်3403 3403ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ6နဲ့6နဲ့ပေါင်းရမယ်ပေါင်းပြီးရင်ဒီ3နဲ့ပေါင်းပါမယ်တဲ့အဲ့တော့8အပေါင်း6အပေါင်း3 6နဲ့6နဲ့ပေါင်းတော့4 3နဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ခွန်ရဲ့ပါပါ2ခွန်ရဲ့နှက်ခက်က3ညခွန်2 3ညဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုရဲခါကြတော့6နှစ်6နှစ်တဲ့6နှစ်မှာကျွန်တော်နှစ်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်6 96တဲ့96မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တပမယ်ငါ9 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 အဲ့တော့အားလုံးပေါင်းရင်900ပါတယ်တဲ့เนาะ9 9ရဲ့ပါဝါ3ည9ရဲ့နှက်ခက်က3 9 3ည3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့ခါကျတော့9ရှစ်တဲ့9ရှစ်မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်26တဲ့26မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြင်တော့တွက်ပါမယ်၄၅၉၅၄၅၉၅၃၅၈ သုံး9ရှင်းနှစ်နှစ်3ရှင်းသုံးနှစ်သုံးရှင်းသုံးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလိုတွက်မယ်ဆိုရင်305ရဲ့ပေါင်း10ပါအဲ305ပေါင်း10ဒီ10ကိုဒီ10နဲ့ပေါင်းပါမယ်တဲ့အဲ့တော့305ငါရပေါင်း၈ဒီ၈နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရလဲ600ပါတယ်600ရပါပါဒီ600ရနဲ့ခက်က6 6 1 9ဆိုတော့ဂီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့ခါကျတော့6 4တဲ့6 4မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ် ညနေပိုင်းနဲ့ကိုးလေးပဲထပ်ထည့်ရတဲ့ဒီကိုးပဲထိပြီးတော့ညအောင်မနေ့ကအောင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ဗျကဲဒီကနေ့ကျွန်တော်တို့အတွက်ကီးလေးတွေထောက်အောင်အဲ့တော့ထုတ်မယ်ဆိုရင်ခွန်9 6နှစ်6နှစ်13 13 13ည13ခွန်9ခွန်9ခွန်9ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ ticket 3ရဲ့ပေါင်းရမှာမယ်တဲ့ အပေါင်းသုံးကြပါဘောနော်အဲ့ဒါအောင်မှဒီခွန်နဲ့ပေါင်းမယ်ပေါ့နော်အဲ့တော့ခွန်အားလုံးပေါင်းရင်ရှေ့ရပါတယ်တဲ့ရှေ့ရှေ့ရပါပါ3ရှေ့ရနဲ့ခက်ခက်1 8 3 1ဆိုတော့ကီး3လုံးရပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့ညှိလိုက်ကြအောင်เนาะမနေ့ဖငါအတွဲကျွန်တော်တို့ကီးထိတ်ကီးထိတ်ကတော့ဗာရတယ်လဲဆိုရခါကြတော့ဒီကနေ့ကီးထိတ်ကတော့မှန်နေเนาะအဲ့တော့ကီးထိတ် ဒီထိတ်ကဘာရရလဲဆိုရင်183ရပါတယ်တဲ့183ကျွန်တော်တို့ကီယိုယိုက83ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကကဏ္ဍနေရတူနေတယ်တူနေတဲ့အတွက်เนาะထိတ်အောင်ရင်ကီးအောင်မယ်ကီးအောင်ရင်ထိတ်အောင်မယ်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီတိုင်းဆိုရင်ဒီတိုင်းကျွန်တော်ထုံးကြံနိုင်ကတ်မယ်ဆိုရင်ကျွန်တော်တို့ကဟို18တို့13တို့เนาะ73တို့ပေါ့ဟုတ်လားဒါမျိုးလေးတွေပဲကျွန်တော်တို့ ကတ်လို့ရမယ်ကျန်တာတွေကအပူတွေဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က master key နဲ့ကတ်မယ် master key နဲ့ကတ်မယ်ဆိုတဲ့အခါကျတော့ပထမ master key ကဘာရလဲဆိုရင်အခါကျတော့2 4 5 3ညနောက်တစ်ခါဒုတိယ master key က6 6ဆိုပြီးဒီလိုမျိုးရပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ပထမ master key နဲ့ key ထိတ်နဲ့ကတ်လိုက်မယ်ဗျာနော် key ထိတ်နဲ့ကတ်မယ်ဆိုရင်1 2 ตเลเตขอนั่นแคือตีเลี้ที่คนทีตัวนี้นั่นคือิเลี้ิ่งนอ๋อสิ่งนี้ถ้าว่าสิ่งสิ่งนี้อืมสิ่งคนสิ่งตัวนี้นั่นแหละตัวนี้ သုံးလေးသုံးခွင်သုံးသုံးညဆိုဒီလိုမျိုး ကျွန်တော်တို့ကဏ္ဍနေရပါတယ်တဲ့အဲ့ဒါခါကျတော့ကျွန်တော်တို့ဘရိတ်လိုင်းပေါ့နော်ဘရိတ်လိုင်းမှာဆိုရင်ကျွန်တော်တို့ကမနေ့ကပေးခဲ့တဲ့ဘရိတ်ဒီမှာဆိုရင်ကျွန်တော်တို့မနေ့ကပေးခဲ့တဲ့ဘရိတ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာနှစ်ဘရိတ်တွေပဲဆွဲဝါပြီးပြီနော်ဆွဲဝါပြီးတဲ့ခါကျတော့ကျွန်တော်တို့ကဘာကြံလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟို30လို့ထွက်ထားတယ်ပေါ့နော်ဟိုမနေ့က ဒီမှာ30လို့ထွက်တာတယ်30လို့ထွက်တိုင်းတစ်ထိတ်လို့ထွက်ပြီးသွားရင်တဲ့ကျွန်တော်ကဗာလဲတစ်ထိတ်လို့ထွက်ပြီးသွားပြီဆိုရင်တဲ့6149 6 149ဆိုတဲ့ပရိဟာတဲ့ကျွန်တော်တို့3ရက်အတွင်းမှာထွက်ရပါမယ်တဲ့အဲ့တော့တစ်တစ်ထိတ်ကကျွန်တော်ထွက်တာကပြီးခဲ့တောက်ကြံနေရထွက်တယ်အခုအင်္ဂါနေ့ဆိုတော့2ရက်မြောက်ဖြစ်သွားပြီ3ရက်အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဟူးကြအမ်တနင်္လာအင်္ဂါ sorry အင်္ဂါဗုဒ္ဓဟူပေါ့နော်နှစ်ရက်ပဲကြံတော့တယ်အဲ့တော့အင်္ဂါဗုဒ္ဓနှစ်ရက်ပဲကြံတော့ဒီ164ကိုကထွက်နိုင်ကြာရှိတယ်အဲ့တော့164ကိုနဲ့ပတ်သက်လို့ဒီမှာကြည့်မယ်ဆိုရင်30ဆိုတာပဲရှိတယ်နော်ကျန်တာမရှိဘူးအဲ့တော့အကောင်းပြီကျွန်တော်တို့ကခွန်ငါခွန်ငါလို့ထွက်ခွန်ငါပဲထွက်ထွက်ငါခွန်ပဲထွက်ထွက်ထွက်ခဲ့မယ်ဆိုရင်နဲ့2 4 6ဆိုရယ်ဗရိတ်ကားတဲ့3ရက်တွင်ထွက်ရပါမယ်တဲ့နော်2 4 6ဆိုရယ်ဗရိတ်ဟာတဲ့3ရက်တွင်ထွက်ရပါမယ်တဲ့ထို့အတူခွန်ငါဆိုတော့2ဗရိတ်2ဗရိတ်လို့2ခွန်ဗရိတ်ပေါ့နော်2ခွန်ဗရိတ်လို့ထွက်ခဲ့ရင်လည်းတဲ့2ခွန် လေးကိုဆိုတဲ့ break ဟာတဲ့၃ရက်တွင်ထွက်ရပါမယ်တဲ့ဟောအဲ့တော့ကျွန်တော်တို့ဒီဒီအနောက်က break เนาะ B ပေါ့ဗျာနည်းနည်းလေးကျွန်တော်ရေးတာရှုပ်ပါမှာဆိုเนาะအဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်2ခွန်4ဆိုရင်ကျွန်တော်တို့ခွန်6တိ4ကိုကတော့ဒီမှာဒီကောင်ပဲရရเนาะ2 4 6မှာကျွန်တော်တို့2 4 6မှာ84ဆိုတဲ့ကနန်း2 break ရပြီနောက်တစ်ခါကျတော့အောက်က2ခွန်4ကိုကျတဲ့ break မှာခွန် break ဆိုတဲ့အတွက်ကျွန်တော်တို့34ဒီ၃ွက်ပဲရတယ်အဲ့တော့ 10ရဲ14ရဲ34ဒီ3ခွက်ပဲရတယ်အဲ့တော့အကြိုက်တူရင်လည်းယူအကြိုက်မတူဆိုရင်လည်းမယူနဲ့ပေါ့နော်အကြိုက်မတူဆိုရင်ထုံးစံအတိုင်းပေါ့ဟုတ်လားဟိုပြောနေကြစကားအတိုင်းပေါ့အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုတော့ပြီးခဲ့တဲ့မနေ့ဟာနဲ့ကျွန်တော်ပြန်ကြည့်မယ်မနေ့ကဟိုကျွန်တော်ပေးခဲ့ဒီတန်းလေးနဲ့ပြန်ကြည့်မယ်ဒီတန်းလေးနဲ့ပြန်ကြည့်ရင်ကျွန်တော်84ဆိုတာကဒီတန်းကလည်းတရက်မှမထွက်သေးတဲ့အတွက်ထွက်ခဲ့မယ်ဆိုရင်ဒီ84နဲ့သွားကိုက်ညီရတဲ့အတွက်ဒီ84ဒီကျွန်တော်တို့အတွက်တင်ကနန်းလို့ ဟိုပြောရမှာပဲဖြစ်တယ်เนาะအင်္ဂနန်းလို့ပြောရမှာပဲဖြစ်တယ်ဒါပေမဲ့နှစ်ပြိတ်မလို့မကြိုက်ဘူးငါတို့ကငါဒီဖြစ်နီးနဲ့ထိုးမယ်ဆိုလည်းအမျိုးလိုအနေနဲ့ကြိုက်ရင်ထိုးပါအဲနောက်တစ်ခုကျွန်တော်ဒီမှာပြောချင်တာဘာလဲဆိုတဲ့အခါကျတော့ကျန်တာဒီ84ကိုကျွန်တော်ကတင်မယ်ဒီ30တို့34တို့ဒုတိယထားမယ်တကယ်လို့ဥပမာတန်းထိုးချင်တဲ့လူတွေအနေနဲ့တန်းထိုးတင်တယ်အချိန်လိုရောက်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်ပို့ပြီးတော့ထိုးတင်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိနကိကအများတန်းပေါက်ဆက်ပြီးတော့ထွက်တက်တာရေမျိုးတည်ရယ်နော်အဲ့တော့ ပြီးခဲ့တဲ့နေ့ကတော့ကျွန်တော်ကီတကီပြက်သွားတယ်เนาะတနေ့လာနေ့ကเนาะဒီကီနှစ်ကီမှာအဲ့တော့ဒီကနေ့အိုက်ကီနှစ်ကီလုံးမှန်ခဲ့မယ်အပေါ်အောင်လည်းပေါင်းမယ်ဆိုရင်ကျွန်တော်ကဒီအခွေမှာဥပမာပေါ့เนาะဟိုပါပေါ့တစ်တစ်တစ်လေးပေါ့တစ်လေးဒီမှာတစ်ဒီမှာလေးတစ်လေးဆိုတာဒီမှာရှိရတစ်လေးနောက်တစ်ခါတစ်လေးပြီးသွားတဲ့အခါကျတော့6လေးဒီမှာ6ဒီမှာ4ဟုတ်တယ်เนาะ6လေးเนาะ1 4တို့6လေးတို့ ဟုတ်တယ်မလားအဲ့6လေးတို့ဟောနာ6လေးတို့ပေါ့နော်6လေးအဲ6လေးအဲ6လေးပေါ့နော်ဒီမှာ6လေးတို့ရှိတယ်ဟုတ်လားအဲ့တော့ဒီမှာကျွန်တော်တို့ဒီတန်းလေးကထိုးတင်သောအချိန်ကိုရောက်နေတယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကဲအဲ့တော့ကျွန်တော်ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့ကြိုက်နှစ်တဲ့လေယူပါမကြိုက်ဘူးဆိုရင်လည်းကျွန်တော်ပြောနေကြထုံးကြနိုင်ပါပဲမိမိကြိုက်နှစ်တဲ့ကကီးထိတ်ကလေးတွေကီးလေးတွေဘရိတ်ကလေးတွေကိုယူပြီးကစားပါလို့ပြောပြရစီပြကဲနော်အဲ့တော့ ျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီကနေ့ကျွန်တော်ဒီနေရာမှာပဲပြိုင်ပါမယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလျင်လာမယ့်အင်ကန်နေ့မှာအကွက်ကြီးကြီးရပြီးတော့အောင်ခွဲလေးဆင်နိုင်ကြပါစေလို့ဆုတောင်းရင်းဒီကနေ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ